ကြောက်ပြုမျိုးနေဂုံးရွှင်တိုင်းတွေကမလကျွန်းကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ရှိဝင်ရောက်စီးနေပြီးရော်သားတွေကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တပ်မခွန်ခွန်ကဥဆောင်ပြီးအင်အား300လောက်ပါတဲ့စစ်ကြောင်းကမက်ရှလာ29ရက်နေ့ညနေပိုင်းကစီးနေဝင်ရောက်လာပြီးရော်သားတွေကိုရွာရဲ့ဖုံးတော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေမှာခေါ်ယူစစ်ဆေးနေတာလို့စစ်ကောင်စီနဲ့နှိစက်တဲ့အမျိုးသားတယောက်ကနရင်းဇရာကိုပြောပါတယ်တမခွန်ခွန်ကဥဆောင်ပြီး နေမြေခံတည်ရင်တွေနဲ့စုထားတဲ့စစ်ကြောင်းဟာတရော်လုံးကိုဝင်စီးပြီးပြည်သူတွေကိုဖမ်းဆီးစစ်ဆေးကာဖုံးတော်ကြီးကြောင်းနဲ့စာတင်ကြောင်းမှာထားတယ်လို့သူကဆက်ပြောပါရယ်စစ်ဆေးခံရသူအများစုကိုစစ်ကောင်စီတပ်မှပါလာတဲ့နမေစီရင်တဲ့အတူခေါ်ယူစစ်ဆေးရဖြစ်ပြီးမက်လ28ရက်နေ့မနေ့ပိုင်းအထိစစ်ဆေးနေစေဖြစ်တယ်လို့ဒေသခံစီးတည်င်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီဟာရွာသားတရှို့ကိုစီးရင်နဲ့အတိအကျမှတ်နေပြီး ာတင်ကြောင်းနဲ့ဖုံးတော်ကြီးကြောင်းမှာယောက်ျားရီရောမိန်းမရီရောဖန်စီထားကစစ်ကောင်စီကတရွာလုံးမှာလုံခြုံရေးယူထားတယ်လို့ဒေသခံတွေကပြောပါရယ်ဒီလိုစစ်သားရီရာနဲ့ရှိဝင်ရောက်စီးနေပြီးရော်သားရီကိုဖန်စီစစ်ဆေးနေကပြန်မလွတ်သေးတာကြောင့်မိသားစုတွေကစိုးရိမ်နေကြပါရှင်